စစ်ကောင်စီတပ်နဲ့အပြည့်ရလက်မှတ်ရေးထိုးခဲ့တဲ့တမ်းမျိုးသားလွတ်မြောက်ရေးတမတော် DNLA အနေနဲ့မိုးကုတ်ကနေတက်ဆုပ်နေပြီမယ်မိုးကုတ်မှာရှိတဲ့ကျန်တဲ့ပြည်သူ့ကာကွယ်ရေးတမတော် PDF နဲ့ပကဖာရီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကမြို့ကိုဆက်ပြီးတော့လုံခြုံရေးယူထားတယ်လို့တင်ရရှိပါတယ်ကျွန်တော်အတင်းလေးထားပါကျွန်တော်တို့မိုးကုတ်မိုးကုတ်ဝင်းကျင်မှာအခြေပြုနေတဲ့ဒီတန်ရင်တပ်ဖွဲ့တွေရဲ့သူတို့ရဲ့မဟာမိတ်တွေအကုန်လုံးကျွန်တော်တို့တပ်ပေါင်းစုတပ်ဖွဲ့မျိုးနဲ့ကျွန်တော်တို့ဒီဟိုပေါ့နော်ကျွန်တော်တို့ပြင်ဆင်ထားပါတယ်ဆိုရင်ကျွန်တော်တို့ရပါလိမ့်မယ် မိုးကမာကမိုးကမာကမိုးကအုတ်ချိုရင်းနဲ့ပတ်သက်ပြီးတော့မိုးကဒီမှာပြည်သူအုတ်ချိုရင်းဖွဲ့ဆိုတော့ဒေါ်ကိုရရှိပါတယ်ဗျာဟုတ်ကဲ့ပါတယ်အဲ့ဒီဖွဲ့ကတော့အခုချိန်ထိလည်းတာဝန်ဆက်ယူနေပါတယ်ဗျာတရုတ်ကြောင်ဝင်မှုကြောင့်အပြစ်ရခဲ့ရတဲ့ TNL တက်အနေနဲ့မိုးကုန်းနဲ့မိုးမဲမျိုးကနေစုခွာပေးဖို့အတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ရပါတယ်အဲ့ဒီအပြစ်ရစာချုပ်ဟာအောက်တိုဘာ29ရက်နေ့ကစတင်အသက်ဝင်တာပါဒီနေ့အောက်တိုဘာ30ရက်နေ့အထိ TNL တက်တွေစုခွာနေပြီမဲ့ မိုးကုံမြို့အုပ်ချုပ်ရေးအဖွဲ့မန္တလေး PDF မိုးကုံဗျူဟာမိုးကုံပကဖစတဲ့တရင်တပ်ဖွဲ့တွေကတော့ရှည်ရင်စွဲနေရအတိုင်းပြင်ဆင်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဒီလိုမျိုးကိုထိန်ချုပ်နေမျိုးကိုကောက်ွယ်ဖို့အသင့်ပြန်ထားပေမဲ့စစ်ကော်မရှင်တပ်အနေနဲ့ TNL ကိုတရုတ်ဖိအားနဲ့အကြက်ကန်ပြီးလောင်ရှုလိုမျိုးအဖြစ်မျိုးဖြစ်မှာကိုလည်းတော်လင်ရေးတပ်ဖွဲ့တွေအနေနဲ့စိုးရိမ်နေကြပါဗျ။ဟိုရလူကျွန်တော်တို့မကြောက်ဘူးဗျ။ လက်ရှိရတီအန်တွေကနေသားစုရှိတဲ့ကောင်ပါတို့ဘောနော်သူတို့ကနေပေါ့ဒါတွေငါတို့ခွင့်မပြုဘူးသူတို့ဟိုဘက်မှာတဘောတူညီတာတော့ဟိုဘက်ကတီအန်တွေကိုတင်ပြီးတော့အချက်တိုင်လာနိုင်တယ်ဘောနော်အချက်တိုင်လာနိုင်တယ်ဒီ UP ရလည်းပေါ့အဲ့တော့ဘာအချက်တိုင်လာနိုင်ဆိုဒီမှာကျန်တဲ့လူတွေကပို့ထုတ်ပေးပါဆိုလိုမျိုးဖြစ်သွားရင်တော့လာရှုလို့ဖြစ်စင်လို့ဖြစ်လာမှာကျွန်တော်ကြောက်နေတာဟိုဘာလို့လာရှုလို့ဖြစ်တော့မှလဲဆိုစင်မောက်ကိုကျွန်တော်ခုနပြောပြလို့ပဲကျွန်တော်တို့ကဟိုစက်တာဝင်ယူရမှာဘာလို့ပေါ့မလဲဆိုသူတို့ကပြန်လို့တီအန်တွေကိုပြပေးနေတယ်အဲ့ဒါဆိုဒီကျန်တဲ့ဖွဲ့တွေကိုအကုန်လုံးထုတ်ပေးပါဆိုတဲ့ဟာကြီးဖြစ်လာခဲ့ရင်ကျွန်တော်တို့အဲ တော်တို့မှာတခြားတော့အခက်အခဲတွေတနည်းအားဖြင့်ပြောရင်ချင်းချင်းပြန်ပြောပါဖြစ်ရမယ်ရှိတော့ရှိလာလိမ့်မယ်။ဝေကုံမှာဒီကနေ့မနက်ပိုင်းအထိဈေးတွေပွင့်နေသေးပြီးတော့ဒေသခံတွေကတော့အသွားလာမပြတ်ရှိနေကြသလိုတချို့တွေကလည်းအကြောင်းမျိုးမျိုးကြောင့်တခြားမျိုးတွေကိုထွက်ခွာတင်းရှောင်နေကြတာရှိတယ်လို့မြို့ကန်တယောက်ကပြောပါတယ်။လက်ရှိကတော့ကျွန်တော်တို့ဒီနေ့တော့မပြောတတ်ဘူးပြန်ကျွန်တော်ဒီရပိုင်းနေရာတော့တော်တော်လာနေတာတော့တွားနေကြတာတော့တော်တော်ကြာပြီမြို့ကလည်းနည်းနည်းလေးတော့ ဟိုတယ်ဗျာသွားလာအဓိကအဲ့တော့ကတော့လေချောင်းရောက်ပို့ပြမင်းများကြောက်ပြီးတော့သွားကြလာတော့အချိန်မှလေလေချောင်းကကျွန်တော်တို့မျိုးကိုဇက်တိုက်ဇက်တိုက်ဆိုလို့လုပ်နေတာဒီကလေးတငယ်တွေရောအပြစ်မဲ့ပြည်သူတွေရောရဟန်းတန်ခါရှင်တွေရောဒီရဲအကုန်လုံးအတက်ကပြစ်ဆက်ကြတော့အဲ့ဒီအချိန်ပိုင်းတော့မှတော့ပြည်သူကတော်တော်များများဟိုသူတို့ကိုသူတို့လည်းစိုးရင်ပြီးတော့သွားကြတာပေါ့လေဟုတ် မိုးကုံမှာပြီးခဲ့တဲ့တလားလောက်ကတည်းကလေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့်မြို့ကန်တွေကပြောင်းရွှေ့နေကြတာဖြစ်ပြီးတော့မြို့ကန်40ရာခိုင်နှုန်းလောက်တိမ်းရှောင်သွားကြပြီဖြစ်တယ်လို့သိရပါဗျ။ TNL နဲ့အပြစ်ရပ်ပြီးစစ်ကောင်မရှင်တက်တဲ့မိုးကုံမြို့ထဲဝင်လာမှကိုမြို့ကန်အများစုကတော့မလူလားကြဘူးလို့နောက်ထပ်ဒေသခံတယောက်ကပြောပါဗျ။ဟိုအဲ့ဒီစာကစာကနေပြီးတော့ဝင်လာမဲ့မြို့တော့ဒီလူလူတို့ကလည်းမဝင်လာစေချင်ဘူးလက်လည်းမခံဘူး။တာကစာကိုလည်းပြန်ဝင်လာမှလည်းမလူလားဘူးပဲနော်။ အဲ့လိုလေးတွေတော့ရှိတာပေါ့ဒီကောင်တွေဒီကလိုဝင်လာပြီဆိုရင်တော့ဒါကတော့သူတို့လောက်တော့မှာပဲလေလှုပ်မယ်ပြည်သူလူထုကိုကောင်းကောင်းကြီးသူတို့ကလည်းမဟုတ်ကိုတော်တော်ညှိုးထားတာဆိုတော့ပြည်သူလူထုတော့ကောင်းကောင်းကြီးဒုက္ခတော့တင်းမှာပဲဗရမောင်မြေဆိုပြီးတော့နာမည်ကြီးတဲ့မိုးကုံမျိုးဟာတယံဇာတကျွဲဝါတလို့စေအုစုနဲ့နီးစပ်တဲ့ခရိုနီကုမ္ပဏီကြီးတွေရဲ့ကြောက်လောက်ွက်များစွာရှိတဲ့ဒေသတစ်ခုဖြစ်ပါတယ် စစ်တပ်ရဲ့မြမစီးပွားရေးကော်ပိုရေးရှင်း MEC ပို့အုပ်ပြည်သူ့စစ်အဖွဲ့ကခရိုနီဦးနေဝင်းတွင်းရဲ့ဗရမများနဂါကုမ္ပဏီရတနာဂရီကရာရတနာရှင်ကုမ္ပဏီစပူကျော်အောင်ကုမ္ပဏီလစ်မစ်တက်တန်နိုင်အောင်ကုမ္ပဏီကျန်မိသားစုကုမ္ပဏီစားတဲ့စေအုပ်စုနဲ့လဝါချင်းရှိုက်ထားတဲ့ကုမ္ပဏီကြောက်လုတ်ကွက်ပေါင်းများစွာရှိကြပါတယ်။ မိုးကုံမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လနောက်ဆုံးအပတ်မှာ TNL နဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်ဒီကြောက်လုတ်ကွက်ကြီးတွေကို TNL ကလုတ်ပိုင်ခွင့်ပိတ်ခဲ့ပါတယ်။လက်ရှိမှာတော့ TNL ကမိုးကုံမြို့ကိုစွန့်ဖို့အတွက်စေုပ်စုနဲ့သဘောတူညီထားပေမဲ့မန္တလေး PDF မိုးကုံပကဖားနဲ့မိုးကုံဘျူဟာပြည်သူ့ကော်မတီတမရော Trump ဘျူဟာတို့ကထိန်းချုပ်နယ်မြေတွေကိုကာကွယ်သွားမယ်လို့အသီးသီးထုတ်ပြန်ထားကြပါရဲ့ရှင်။ လောကောမီဒီယာတွေဆက်လက်ရည်မှန်းဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။